နိုင်ငံတော်တိုင်ပင်ကပုတ်ကိုလို့ဆိုပေမဲ့သူ့မှာနေပြီးတော့ဘာမှပြုတ်ပိုင်ခွင့်မရှိဘူး။အာနာရှင်အဆက်ဆက်နေတဲ့ဒေါ်စန်းစုကြည်ကိုဒါမျိုးဖြက်အမျိုးဖြက်ပြီးပြက်ဘာဖြစ်တဲ့ညာဖြစ်ဆိုပြီးအမျိုးသားရေးကိုအကြောင်းပြပြီးတော့ထိုးချလာခဲ့တာ။ရဲရဲဒေါ်စန်းစုကြည်ကိုဒါတသက်ဒါကြောက်တွန်းတာပေါ့နော်။ဒီလေရင်နဲ့ဘုံကျဲတဲ့ကိစ္စပေါ့ဗျာ။အာဒေါ်စန်းစုကြည်ကဘုံကျဲခဲ့တယ်လို့လို့ဟိုဘုံကျဲဖို့အမိုင်းပေးစေခိုင်းခဲ့တယ်လို့လို့ပေါ့နော်။ဆိုတော့တစ်ဖက်ကိုပြန်ကြည့်လိုက်တော့ဒေါ်စန်းစုကြည်မှာဘာမှလုတ်ပိုင်ခွင့်မရှိတာကိုကျွန်တော်တွေ့ရတယ်။ ဒီနေ့ဒီကနေ့လောက်ပိုက်ခွင့်မရှိလို့ကြောင်းပဲသူ့ကိုနေပြီးတော့ဒီလက်ရှိနေပြီးတော့အကြမ်းဖက်စက်ကောင်စီကနေဖမ်းဆီးထိုင်မိထားတာပေါ့ဗျာကာကွယ်ဥပဒေချုပ်ပြီးတော့ခန္ဓာလဲကာလုံကခန္ဓာကာလုံကဘယ်သူကခန္ဓာလဲကာကွယ်ဥပဒေချုပ်ပဲခန္ဓာပဲအားလုံးပဲမင်္ဂလာပါကိုရှင်နဲ့ရှင်နဲ့ YouTube Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရရှင်တမိကတော့ရှင်နဲ့မှာကျွန်တော်ကြိုဆိုလဲမှာခင်ဗျဟုတ်ကဲ့ပါရှင်ဒီနေ့မှာတော့အထူးစီစဉ်အနေနဲ့မျိုးဦးတော်လန်ရဲ့ကာလာမှာမိဘပြည်သူတွေအနေနဲ့တည်ထားပြီးဖြစ်တဲ့စီရီယံပိုးကြီးနေဦးကိုဖိတ်ခေါ်ထားပါရှင် ဟုတ်တယ်ပါဘူးဒီမှာအားတစ်ခါတက်တော့အေးအေးနဲ့စစ်တပ်တိုက်ပွဲတစ်လျှောက်မှာပါနော်ပထမဆုံးအကြိမ်ဘုံကျဲတိုက်ခိုက်ဖို့အမိန်ပေးစေခိုင်းခဲ့တဲ့သူကဒေါအောင်ဆန်းစုကြည်ကပဲအမိန်ပေးခဲ့တယ်လို့ပေါ့နော်အကြမ်းဖက်စစ်တပ်နဲ့လဝါချင်းရိုက်ထားတဲ့သူတွေနဲ့ရခိုင်လူမျိုးအချို့ကဆွဆွဲပြောဆိုနေကြတာကိုတွေ့မြင်နေရတယ်ပေါ့နော်တကယ်စားနဲ့ပတ်သက်ပြီးတော့ဘော်ကြီးကလည်းရခိုင်ပြည်နယ်မှာအဲ့ဒီကာလအထိပေါ့နော်တာဝန်ထမ်းဆောင်နေခဲ့ဖို့လာဖြစ်တဲ့အတွက်ဘော်ကြီးအနေနဲ့ဘယ်လိုသိထားအများရှိပါသလဲရှင်ဟုတ်ကဲ့အဲ့ဒါကတော့ဒါပွင့်လင်းပြောရှင် education မဖြစ်တဲ့လူတွေဒါဂျင်းထဲတာပေါ့နော် အကျူကိတ်မဖြစ်တဲ့လူတွေအကျူကိတ်ကလည်းမဖြစ်ဘူးအကျူကိတ်မဖြစ်ဘူးဆိုတာဒါကျွန်တော်နှိမ့်ချလို့ပြောတာမဟုတ်ဘူးမြန်မာနိုင်ငံအနေထားအရဟုတ်လားပညာရေးစနစ်ကလည်းကျွန်ပညာရေးစနစ်အဖိနေကပညာရေးစနစ်အဲ့တော့ဘလိုနည်းနဲ့မှသူတို့တော်လှန်မဲ့ပုံကံမဲ့အာဏာရှင်စနစ်ကိုဒါတော်လှန်မဲ့စာတွေပုံကံမဲ့စာတွေဒါကျွန်တော်တို့လေ့လာကိုမရှိဘူးပေါ့နော်သိရှိကိုမရှိဘူးအဲ့တော့အကျူကိတ်မဖြစ်ဘူးဆိုတာဒါမဆန်းဘူးပေါ့နော်မထူးဆန်းဘူးပေါ့အဲ့မှာဘာဖြစ်လဲဆိုလို့ရှိရင်ဒေါ်စန်းစုကြည်ဒါရိုးရိုးလေးပဲတွေးလိုက်ရတယ်ဒေါ်စန်းစုကြည်ဒီဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်လား လင်းနဲ့ဘုံကျဲခိုင်းတာအမိတ်ပေးဖို့အစီခိုင်းဖို့ဆိုဒုံသန်းစုကြည်နဲ့ဒါတခြားစီပေါ့နော်အဲကျွန်တော်တို့ဒါလေးကိုရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်စစ်တပ်ရဲ့ RAM ဖွဲ့စည်းပုံနဲ့ကျွန်တော်ပြောမှရမယ်မဆိုပါတော့ဟုတ်လားစစ်တပ်မှာဆိုလို့ရှိရင်ပေါ့နော်အဲအခုလက်ရှိစာကစားရဲ့ဒီအကြမ်းဖက်စစ်တပ်မှာလက်ရှိဖွဲ့စည်းပုံသူ့ရဲ့ဖွဲ့စည်းပုံကဘယ်သူနဲ့တူလဲဆိုတော့ American စစ်တပ်ရဲ့ဖွဲ့စည်းပုံနဲ့တူတယ်အဲဒီဒီလက်ရှိစာကစားရဲ့ဖွဲ့စည်းပုံပေါ့နော် အဲ့တော့ဟိုအောက်ခြေတက်စိတ်အစင်းကနေစပြီးတော့ဟလာဟိုတက်ချုပ်အစင်းတရားဒါတူတယ်ပေါ့နော်ဟိုမှာတော့ဟလာအမေရိကမှာတော့ဘာဖြစ်လဲဆိုလို့ချင်းကျွန်တော်တို့ဟလာအဲဖိုစတာဂျန်နဲ့ဖိုက်စတာဂျန်နဲ့ဆိုတဲ့စနစ်နဲ့တွားတာပေါ့ကာကွယ်ရေးဝန်ကြီးအောက်ကတွားတာပေါ့နော်အဒီဒီဘက်မှာတော့အနာရှင်ဟလာအနာရှင်ကကောင်းခွာထိုင်ပြီးတော့ဒါသူတို့တက်ချုပ်နေတဲ့အုပ်ချုပ်တာပေါ့အဲထားတော့အဲကျွန်တော်တို့အဲ့မှာဘာဖြစ်လဲဆိုလို့ချင်းတက်ချုပ်ပေါ့နော်တက်ချုပ်ဒူးချုပ်အဲ့အောက်မှာဆိုလို့ချင်းကျွန်တော်တို့ဟလာညှစ်ကွက်ဆိုတာရှိတယ်ညှိနှိုင်းကွက်ကိုကြီးကြီးလေးပေါ့နော် အချို့စစ်စင်ကိစ္စတွေကိုဟဲ့လားစစ်စင်ကိစ္စတွေကိုဘောနော်စစ်စင်ကိစ္စအများစုကိုဒုချုပ်ကနေပြီးတော့ဟဲ့လားတိုက်ရိုက်ကင်တွယ်ပြီးတော့အဲအမိတ်ပေးတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီကြောက်အောင်ကျွန်တော်ညှိကုတ်ပါနော်ဒီကြောက်ကနေညှိကုတ်သွားပြီးတော့ညှိကုတ်ကနေပြီးတော့မှကျွန်တော်တို့အမိတ်ပေးပြီးတော့စေခိုင်းတယ်အဲ့ဒီမှာဟဲ့လားဒူးကျုပ်ဒီဘာဖြစ်လဲဆိုတော့တမ်ရွန်ကာကွယ်ရေးဟဲ့လားဒုတိယတမ်ရွန်ကာကွယ်ရေးဦးသီးချုပ်ကာကွယ်ရေးဦးသီးချုပ်ကြီးဆိုရရာဒီနှစ်ခုရှိတယ်ကာကွယ်ရေးဦးသီးချုပ်ကြီးလည်းဖြစ်တယ်ဒုတိယတမ်ရွန်ကာကွယ်ရေးဦးသီးချုပ်လည်းဖြစ်တယ်အဲအဲ့တော့ သူဒီကြည်တဲ့အားလုံးကိုသူ့ရဲ့အမိန့်နဲ့တိုက်စေခိုင်းမိန့်ပေးနိုင်ခွင့်ရှိတယ်။အဲ့မှာနောက်တစ်ခုကရေတက်တို့လေတက်ကိုကြတော့ဘလို့သွားလဲဆိုလို့ရှိရင်သူ့ရဲ့ right ကညှိကုတ်ကနေတဆင်သွားတယ်။သူကရေတက်ကမင်းတမောရီဟိုနာသွားရေတက်ကတမောရီဒီလာသွားတာတိုက်တာကျွန်တော်တို့သွားတာနည်းတယ်ပေါ့နော်။ဒီနောက်ပိုင်းတော့သူတို့လုံနေကြရရှိတယ်။အဲဒီနောက်ပိုင်းတော့သူတို့တိုက်သွားရည်လဲဒါရှိတယ်ပေါ့။သူ့ရဲ့ red သဘောတရားရဖွဲ့စည်းပုံရဆိုလို့ရှိရင်ညှိနိုင်ကုတ်ကရင်မူကြီးရည်တွေကနေတဆင်သွားတာ။ အဲ့တော့ညီနိုင်ကိုကဲမူကြီးလေးကိုဒူးချုပ်လို့ဟုတ်လားဒီပုံစံတိုင်းသွားတဲ့ဟာကိုဒေါ်စန်းစုကြည်ကဘယ်လိုလုပ်ပြီးအမိန့်ပေးလို့ရမလဲကျွန်တော်စစ်စင်ရေးဟုတ်လားဟိုထားပါတော့ဆက်ကဆက်မှကျွန်တော်တို့ဟုတ်လားနေပြည်တော်မှာအဲကကကြီးဆိုတာရှိတယ်အဲသူကဗာလဲဆိုတော့ကျွန်တော်တို့ကာဝေးဝန်ကြီးဌာနပေါ့နော်အဲကာဝေးဝန်ကြီးဌာနစေအောင်ချုပ်ပါဒါအကြမ်းမြင်ဒါနားလည်လို့အောင်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီယုံနေမှာလုံညွှန်းတလောက်တင်းကျက်ပြီးတလောက်ချထားတာတာမန်စီဝီလေးတစ်ခုပေါ့တာမန်၄လပတ်စီဝီလေးတစ်ခု၆လပတ်စီဝီလေးတစ်ခုလုံနေတောင်မှပဲအဲ့ဒါကျွန်တော်တို့ယူနီဖောင်းဝတ်ထားတဲ့စစ်သားချင်းရဲ့နောက်မှာဖြတ်သွားဖြတ်လာမလုပ်ရရရှိတယ် အဲ့တော့တတလုံးကနေပြီးတော့ဗောနော်အဲဆက်ကဆက်အနေနဲ့အာနာရှင်အဆက်ဆက်အနေနဲ့ဒေါ်ဆန်းစုကြည်ကိုဒါ blame လာတာဟုတ်လားအမျိုးဖြတ်အမျိုးဖြတ်ပြီးပြတ်ဘာဖြစ်လဲညာဖြစ်ဆိုပြီးအမျိုးသားကြီးကိုအကြောင်းပြပြီးတော့ထိုးချလာခဲ့တာဘယ်လိုလုပ်ပြီးအဲ့စီဝင်တာကိုကတ်ခံမလဲဒါတော့ရှင်းရှင်းလင်းလင်းဒါကျွန်တော်စဉ်းစားကြည့်လို့ရတယ်ဗောနော် ပြီးတော့လဲနောက်တစ်ခုကဘာဖြစ်လဲဒေါ်ဆန်းစုကြည်ကိုလည်းနေပိုင်းလို့တွေသွားဘုံချဲကြီးပါလို့ပြောလို့လဲရရတာမှမဟုတ်တာဟုတ်တယ်မလားအဲ့အနေတိုင်းမျိုးဆိုတော့ကျတော့တကယ်ညာဒေါ်ဆန်းစုကြည်ကိုဒါတက်တက်ဒါကြောက်တွန်းတာဗောနော် အဲကျွန်တော်ကတော့ဒီလိုပဲပြောချင်တယ်ဒါတော့ကျွန်တော်အတိအကျပြောနိုင်ပါတယ်ဟုတ်ကဲ့ခင်ဗျဘိုးကြီးဒါဆိုပြတော့နောက်ထပ်တစ်ခုကကြတော့ဒီကျွန်တော်တို့ပေါ့နော်ဒီတုံဆန်းစုကြည်နဲ့ပဲကျွန်တော်တို့သက်ဆိုင်နေပေါ့နော်အာလက်ရှိနေပြီးတော့ဒီသူတို့ဗျာဒီ2012မှာအာရခိုင်နဲ့မွတ်စလင်အတိတ်ကောင်ဖြစ်တယ်ဒီအတိတ်ကောင်ဖြစ်ပြီးနောက်ပါ2013လောက်မှာနေပြီးတော့တုံဆန်းစုကြည်ကိုရခိုင်ပြည်နယ်ပြည်ပခဆောင်ဆန်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန်ပေးခန့်လိုက်တာတွေ့ရတယ်ဗျာ အဲ့တော့ဒီအဲ့ဒီချိန်တော့ဆိုလို့ရှိရင်ဒီအခုလက်ရှိနေပြီးတော့ဥသိမ့်စင်ပေါ့သိမ့်စင်ပေါ့ဒီသိမ့်စင်ဆိုတဲ့ကောင်ကနေပြီးတော့ဒီတောင်ဆန်းစုကြည်ကိုအဲ့လိုမျိုးတာဝန်ပေးလိုက်တယ်ဆိုတော့ကဒါနေပြီးတော့ဒီလက်ရှိနေပြီးတော့ဒီလူမျိုးရေးဘာသာရေးအဓိကရုံးတွေဂျာမန်တောင်ဆန်းစုစောဘိုးကြီးပြောခဲ့တယ်လို့ပဲထိုးကျွေးလိုက်တာပေါ့ဗျာတောင်ဆန်းစုကြည်ထိုးကျွေးလိုက်တာဆိုတော့နောက်တစ်ခုကြပြန်တော့လဲဒီလက်ရှိနေပြီးတော့ဒီ2015ရေကောက်ပွဲနောက်ပိုင်းပေါ့ဗျာဒီဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ကျွန်တော်တို့ရဲ့နေပြီးတော့အရက်ကတက်တော့အေအေနဲ့ဒီစစ်တပ်နဲ့ ဖြစ်ကြတဲ့ပြဿနာမှာလည်းအတုံးဆန်းစုကြည်ကိုထိုးကြွေးခံရတာပေါ့ဗျာဥမာဒီတုံးဆန်းစုကြည်ဆိုလို့ရှိရင်ဒါနေပြီးတော့သူကနေပြီးတော့ဗာလဲဆိုရင်နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဖြစ်လေဗျာအဲ့တော့သူကနိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်လို့ဆိုပေမဲ့သူ့မှာနေပြီးတော့ဘာမှပြုတ်ပိုင်ခွင့်မရှိဘူးနိုင်ငံတော်သူ့ကိုတိုင်ပင်တာမျိုးတစ်ခုလည်းပဲသူသူလုပ်လို့ရတာသူ့ရဲ့ဒီနိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ရဲ့ဥပဒေအရပေါ့ဗျာသူ့မှာဘာမှလုပ်ပိုင်ခွင့်မရှိတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့နောက်တစ်ခုကကြားတဲ့ကဒီလက်ရှိနေလို့ကာကွယ်ဦးစီးချုပ် ဒါဆိုကျွန်တော်ကျွန်တော်ဒီတောင်ဆန်းစုကြီးအကြောင်းမပြောခင်မှာကာကွယ်ဥစုကြောင်းအကြောင်းပြောဒါဒါဘိုးကြီးတို့ဆိုတာပိုပြီးသိသက်ဖြစ်ပါလိမ့်မယ်ကာကွယ်ဥစုကြောင်းဘယ်သူကခံတာလဲကာလုံကခံတာကာလုံကဘယ်သူကခံတာလဲကာကွယ်ဥစုကြောင်းပဲခံတာပဲဆိုတော့အဲ့ခါကျတော့သူရဲ့အာနာပါဝါဒီကာကွယ်ဥစုကြောင်းမှာပဲရှိတာဒါမဲ့လက်ရှိနေပြီးတော့ဒီဥမာဥမာဆိုကြပါဆိုဗျာဥမာဒီဥမာကျွန်တော်တို့လက်ရှိနေပြီးတော့အရကတက်တော့အေဟိုပဲဖြစ်ဖြစ်ဥမာတခြားတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းပဲဖြစ်ဖြစ်အကြမ်းဖက်အဖြစ်ဥမာတတ်မှတ်တာမျိုးကြုံညာတာမျိုးဆိုလို့ရှိရင်တော့ဒါကနေနိုင်ငံတော်သမ္မတပဲကြုံညာပေးရတာဒီနိုင်ငံတော်သမ္မတကကြုံညာပေးထား ပေးထားပြီးတဲ့ဟာကိုမှပြည်သူလွတ်တော်တို့အမျိုးသားလွတ်တော်တို့အဆင်ဆင်ဆွေးနွေးပြီးတော့မှဒါကိုလှုပ်တဲ့မလှုပ်တဲ့တိုင်ပင်ပြီးတော့မှကြုံညာချက်ထောက်ရတာဆိုတော့လက်ရှိနေပြီးတော့ဒီဒီလေရင်နဲ့ဘုံကျတဲ့ကိစ္စပေါ့ဗျာဒါကိုစိုးစားဘူကြီးပြောတာပေါ့နော်အင်ဂျူကိုက်အဲနင်းနေနေတဲ့လူတွေပေါ့ကျွန်တော်ကတော့ဒါကိုတော့ဘာလို့ခေါ်လဲဆိုတာအင်သာမရှိတဲ့ရွာကလေးထမ်းမအောင်တဲ့ကောင်တွေပြောတဲ့စကားပေါ့ဗျာပြီးတော့ဒီအင်သာမရှိတဲ့ရွာကလေးထမ်းမအောင်တဲ့ကောင်တွေကတော့အာတောင်ဆန်းစုကြည်ကဘုံကျခဲ့တယ်လို့လို့ဟိုဘုံကျဖို့အမိုင်းပေးစေခိုင်းခဲ့တယ်လို့လို့ပေါ့နော်ဆိုတော့ တစ်ဖက်ကိုပြန်ကြည့်လိုက်ကတောင်ဆန်းစုကြည်မှာဘာမှလုတ်ပိုင်ခွင့်မရှိတာကိုကျွန်တော်တွေ့ရတယ်ဒီနေ့ဒီကနေ့လုတ်ပိုင်ခွင့်မရှိလို့ကြောင်းပဲသူ့ကိုနေပြီးတော့ဒီလက်ရှိနေပြီးတော့အကြမ်းဖက်စက်ကောင်ဆက်ကနေဖမ်းဆီးထိန်းသိမ်းထားတာပေါ့ဗျာဆိုတော့ကကြတော့ဒီအားလက်တစ်ချက်ပေါ့နော်ဒါတော့ဟုတ်ပြီဒါဆိုကျွန်တော်တို့လက်ရှိနေပြီးတော့ဒီဒီရိုဟင်ဂျာရဲ့အရေးခံကြည့်ကြရအောင်ဒါဆိုကျွန်တော်တို့လက်ရှိနေပြီးတော့ဒီ2012မှာဖြစ်လာတဲ့ဒီပြဿနာတွေစပြီးတော့အခုချိန်ထိဒီပြဿနာမငြင်းကြမ်းသေးဘူးဗျာငြင်းကြမ်းသွားတယ်လို့ထင်ပေမဲ့လည်းမငြင်းကြမ်းသေးဘူးအာကျွန်တော်တစ်ချိန်တုန်းက2014တုန်းကကျွန်တော်စာအုပ်တောက်ထုတ်မှုပါတယ် တဘာဝတည်ငြိမ်အေဂျင်ရေးဆိုစောက်ပေါ့အဲ့တော့ဆိုလိုတာကဒီကျွန်တော်တို့ဒီရင်တဲ့နှလုံးသားတဲ့အသေးထဲမှာအသေးထဲမှာအာကျွန်တော်တို့ရင်တဲ့နှလုံးသားထဲမှာတဘာဝတည်ငြိမ်အေဂျင်နေပို့လို့တာပေါ့နော်အခုကတဘာဝတဘာဝအရာတည်ငြိမ်အေဂျင်တာမဟုတ်ဘူးအဲလက်နဲ့တင်နဲ့ကြောင်မလို့တည်ငြိမ်အေဂျင်နေကြတာတနည်းအားဖြင့်နေပြီးတော့အရကတက်တော့အေရထိန်းချုပ်မှုအောက်မှာငြိမ်မှုပြပြဆိုတာရှိနေလို့ကြောင်တာဖြစ်တယ် တကယ်လို့ဒါအာရခတက်တော့အေကဒါထိန်းချုံမှုအာနေသွားခဲ့ပဲဆိုရင်ရှင်းရှင်းပောက်ကွေးနိုင်တဲ့အနေထားမျိုးရှိတယ်ဗျာဥမာဆိုကြပါစို့ရှင်ကိတ်ဘုံတလုံးလို့ပေါ့ဗျာရှင်ကိတ်ဘုံရှင်ကိတ်ဘုံအခုလက်ရှိရောခိုင်ပြည်နဲ့အရေးတည်ရှင်ကိတ်ဘုံတလုံးနဲ့တူနေတယ်အအအရှိန်မွေးပောက်ကွေးသွားနိုင်တယ်ပေါ့ဆိုလိုတာကဒီတော့ဒီအရှိန်မွေးမပောက်ကွေးအောင်ကျွန်တော်တို့ကနေပြီးတော့ဘာလုပ်ရမလဲဆိုတဲ့ကဒီပေါ်တော့ဒီအတိုင်းရင်းသားလူမျိုးအရှင်းရှင်း ွေးစည်းညီညွတ်စွာနဲ့ဘာလို့ရမလဲကျွန်တော်တို့အားလုံးဒီအဲရခိုင်ပြည်ထဲမှာမိတဲ့နေထိုင်နေကြတဲ့လူတွေဖြစ်တဲ့ကြောင့်မလို့ငင်းချမ်းစွာအတူရှင်တွေ့နေတိုင်းရဲ့ဆိုတော့မူဝါဒလမ်းစဉ်မျိုးကိုကျွန်တော်သွားတင်နေပို့ကျွန်တော်မြင်တာပေါ့နော်အဲ့တော့ဒီဒီလိုငြိမ်းချမ်းစွာတူရှင်တဲ့နေထိုင်ပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကကျွန်တော်ရဲ့ရခိုင်ပြည်နယ်လွတ်မြောက်ရေးနေလွတ်မြောက်အောင်ရခိုင်ပြည်နယ်ပို့ပြီးတော့စီပေးတာရဝါပြောအောင်ဘယ်လိုလှုပ်ဆောင်ကြမလဲဆိုတဲ့ဟာကိုလူမျိုးစုနှစ်စု တိုင်ပင်ဆွေးနွေးညှိနှိုင်းတင်တယ်အဖြေရှာတင်တယ်လို့လို့ကျွန်တော်မြင်တာပေါ့နော်အဲ့တော့အဲ့တော့စိုးစွားဘိုးကြီးပြောခဲ့တယ်လို့ပြောတော့အဲလက်ရှိနေပြီးတော့ဒီကျွန်တော်တို့လုံးဝကမှ NGO guide မရှိတဲ့လူတွေပေါ့ဗျာလက်ရှိကျွန်တော်ကတော့အဲ့လိုမျိုးမပြောဘူးကျွန်တော်ကတော့လူငယ်ပြီးပြီးပုတ်ပုတ်လင်းလင်းပဲကျွန်တော်ပြောတာအင်တာမရှိတဲ့ယူကလေးထမ်းမအောင်တဲ့ကောင်နဲ့ပြောရပြောရတဲ့ဘကပေါ့အဲဒေါုံဆန်းစုယူထိုးရှာတယ်အဲဒေါုံဆန်းစုကြီးပဲဆိုတော့အဲဒီကနေ့ဒီကနေ့ဒီဒီရိုဟင်ဂျာတဲ့နိုင်ငံမဲ့ဖြစ်သွားရတာရိုဟင်ဂျာတဲ့လူခွင်ရှုပ်ပေါက်ခံရတာ ဒါတွေအားလုံးဟာလည်းဒီကနေ့နေပြီးဒီစက်တက်ရဲ့အကြမ်းဖက်လောက်ရတဲ့ကြောင့်ဖြစ်တယ်ဗျာအဲ့တော့ဘိုးကြီးအနေနဲ့ပေါ့ဒါကျွန်တော်ကနေပြီးလက်ရှိနေဘိုးကြီးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေ့မေခွန်တစ်ခုလောက်ပေါ့နော်အနေနဲ့မေးကြည့်ကြနေပေါ့နော်ဒီကနေ့ဒီကျွန်တော်တို့ရဲ့လက်ရှိမြင်တွေ့နေရတဲ့ဒီရိုဟင်ဂျာလူမျိုးတွေနိုင်ငံမဲ့ဖြစ်သွားတဲ့ဟာဒီအမ်နိုင်ငံရေးအရာအမျက်ထုတ်ဖို့ပေါ့နော်ဒီကြိုးစားလာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်အဲနောက်တစ်ခုကကြတော့ဒီလက်ရှိနေပြီးတော့ဒီအမ်ရခိုင်နိုင်ငံရေးလောကမှာ မျိုးရှိအမိခံမြစ်ကမ်းမျိုးရှိပေါ့ဗျာမြစ်ကမ်းမျိုးရှိအဲနောက်ပြီးတော့ဒီနိုင်ငံရေးသမားအမိခံကိုဂျိုးရှာနိုင်ငံရေးသမားတချို့ကြောင့်လည်းထွက်ပြသွားတာရှိတယ်ဆိုတော့ဘိုလ်ကြီးတို့အဲ့ဒီနေရာမှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့လူတွေဖြစ်တွေ့ကြမလို့ဒီလိုမြင်ကွင်းမျိုးလေးတွေကိုပေါ့နော်ဘယ်လိုမျိုးမြင်ဘယ်လိုမျိုးမြင်ခဲ့ရလဲဆိုတဲ့ဟာလေးကိုပေါ့နော်တချို့လောက်မိဘပြည်သွင်းသိအောင်ရှင်းပြပေးစေတော်တယ်မဟုတ်ကဲ့ဟုတ်ကဲ့အဲထားပါတော့ကျွန်တော်2016ဒါဆယ်လပိုင်းမှာပေါ့ဆယ်လပိုင်းမှာကြီးကမ်းမြင်ဖြစ်စဉ်ဖြစ်တယ်ကြီးကမ်းမြင်ဖြစ်စဉ်ဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင် အဲ့မှာတက်တွေအကုန်လုံးဝင်ကြတာပေါ့နော်တက်တွေအကုန်လုံးဝင်ကြတယ်အဲဝင်ပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တနက်ရှာပွေပေါ့တနက်ရှာပွေမျိုးဖြွင့်ကြတယ်ပေါ့နော်အဲ့ချိန်တုန်းကကျွန်တော်တက်တော့ဝင်လုံနေတဲ့အချိန်အဲ့တော့ကျွန်တော်ကနောက်တန်းထားရကြောင်မှရှိတယ်နောက်တန်းထားရကြောင်လုံကြိုရေးအတွက်ဆိုပြီးကျွန်တော်ဒါနေရတယ်ပေါ့ဒါပေမဲ့ဘာဖြစ်လဲဆိုရင်ရှေ့တန်းနဲ့နောက်တန်းနဲ့ဆိုတော့ကကျွန်တော်တို့ဘလောက်မှမကြောက်ဘူးလာဘလောက်မှကြောက်ပြီးနောက်တစ်ခါနေစဉ်ဒါဆက်သွယ်ရေးဆက်တွေနဲ့ဒါဆက်သွယ်ရှိနေတဲ့ကြောင့်ရှေ့တန်းမှာဘာဖြစ်နေတယ်အဲဘယ်လိုပုံစံမျိုးရှိတယ်ဆိုတာမျိုးလေးတွေကဒါသိရှိရကြားရလေးရှိရပါတော့အဲဒါမျိုးလေးပေါ့ အဲ့မှာဘာတွေဖြစ်လဲဆိုလို့ရှိရင်ဒါညာသွားပြန်ပေါ့နော်ဆက်က15တက်တယ်ပေါ့ဆက်က15တက်တယ်ဒါဝင်ကြတယ်ပြီးရင်တက်မအဲ့လား၃၃ဝင်တယ်တမ၉ဝင်တယ်ပေါ့နော်တမ၃၃ဆိုလို့ရှိရင်ခက်ဆိုးဆိုးအဲဘယ်တော့ဒီဆိုးလဲဆိုလို့ရှိရင်ဟာလာစိုက်ကယ်ကားတွေအများကြီးတိမ့်သွားတယ်ဒါတိရတာပေါ့နော်စိုက်ကယ်ကားတွေအများကြီးတိမ့်သွားတယ်တိရတယ်ဒါတော့ဒါရိုးညာလူမျိုးတွေရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေပေါ့နော်အဲပြီးရင်နောက်ဟာလာကျွန်တော်တို့တမ၉၉တမ၉၉က အဲ့ချိန်မှာအဲ့လောက်နာမည်ပြတ်မရှိဘူးเนาะတုံးတုံးနာမည်ပြတ်လို့ကိုကိုကိုဆွဲထည့်လိုက်တယ်ပေါ့ရခိုင်တက်တွေနဲ့ဘလုံးမမနိုင်တော့ရခိုင်ပြည်နယ်မှာ9ကို15ရှိတယ်စက်က9ပြည်စက်က9ပြည်စက်က15ပေါ့เนาะအဲ့တော့စက်က9အနေနဲ့ကလည်းဒါစင်းမလာနိုင်ဘူးစင်းမလာနိုင်ဘူးဆိုတော့စက်က9အနေနဲ့ကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်လား A နဲ့ကလည်းဘလောဘမထိန်းတာရှိတယ်အဲ့တော့ကဒါအားကတက်တော့ A ဆိုတာကတဖြည်းဖြည်းနဲ့လည်းလားကျွန်တော်တို့အရှိမရောက်ဘက်ကနေပြီးတော့ဟုတ်လားအနောက်တောင်ထိုးဆင်းဖို့အတွက်ဒါထိုးဆက်ဖို့အတွက်တို့တဖြည်းဖြည်းပြင်ဆင်နေတဲ့အချိန်ပေါ့เนาะအဲ့ချိန်ဆိုတော့ဒါအဲ့ဘက်ကိုထိန်းတာလေ ပြီးရင်စက္ခ9ပေါ့နော်စက္ခ9တက်တည်းကကျွန်တော်တို့အဲ့တော့အဲ့ဒါဒီဘွာလောက်ပဲကျွန်တော်ပါလာတယ်လို့ထင်တယ်ပေါ့နော်ဒီဘွာလောက်ပဲ3ရင်းဒီဘွာလောက်ပဲပါလာတယ်ထင်တယ်အဲဂျန်နာရီကတော့စက္ခ15တက်တည်းပေါ့နော်အဲ့ဒီမောင်တော်မြောင်ချန်ဒေတာကိုစစ်စင်ဒါဝင်ဝင်ကြတယ်ပေါ့ပြီးရင်မောင်တော်မြောင်ချန်ဒေတာနဲ့မောင်တော်တောင်ချန်ဒေတာပေါ့နော်အဲ့တန်ကျော်ဒေတာပေါ့အဲဒါပြဿနာဖြစ်တဲ့နေရာတွေပေါ့အဲ့ဒီမှာဒါဝင်ဝင်ကြတယ်ဝင်ဝင်ကြတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဲ့ချိန်အဲ့ခါတော့ကျွန်တော်စိတ်ထဲမှာကကလားတွေဒါစော်ကားတာများသွားပြီဆိုတော့စိတ်ပဲရှိတဲ့အတွက်ကြောင့်မလို့ ဘာဖြစ်လဲဆိုရှင်ဟဲ့လားအဲ့ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ခေါင်းဆောင်တွေကလည်းတနက်ပြန်ရဖို့အရေးကြီးတယ်ဘာပဲလုပ်လို့ဆိုတဲ့ပုံစံမျိုးနဲ့တချို့ဟဲ့လားစစ်တီတွေဒါလုတ်ခဲကင်ခဲတဲ့ကိစ္စတွေကိုဒါမသိကြအောင်ဆောင်နေတာမျိုးတွေမသိကြိုးရင်ပြုနိုင်မျိုးတွေဒါရှိကြတယ်ပေါ့နော်ပြီးလို့ရှင်ကိုရီးယားလည်းတိုက်ပြီးအထူးဆန်းလုပ်နေတော့ဘာလို့အထူးဆန်းလုပ်နေတော့လဲဆိုတော့ဒါကျွန်တော်တို့ဒီတာဝန်ဆကြတဲ့အချိန်ပေါ့နော်တာဝန်ဆကြတဲ့အချိန်နဲ့ဆက်ပြီးတော့စီနီယာဆက်စပ်ကနေဒါကျွန်တော်တို့ဒါပြောလာရှိတယ်ဘာလို့ပြောလာလဲဆိုလို့ရှင် ဲ့လားအဲ့ data မှာပေါ့နော်အဲကျွန်တော်တို့ဘူးတိရောက်မောင်းတော့ data ပေါ့ဘူးတိရောက်မောင်းတော့ data မှာဆိုလို့ရှိရင်စစ်ကားတွေဖြတ်သွားလို့ရှိရင်လမ်းဘေးမှာဒါသွားနေတဲ့ဒါတို့ညာလူမျိုးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒင်္ဂလီပေါ့ဒင်္ဂလီကလားပေါ့ဒီလိုပဲခေါ်တာအဲကလားတွေကလမ်းဘေးစင်းပြီးပုံစံထိုင်ပြရတယ်ထိုင်ပြီးလို့ရှိရင်စစ်ကားရဲ့ပြီးကျုံတဲ့လူကဆင်းရိုက်တယ်အဲ့စနစ်ဒေတာကျွန်တော်ရှိခဲ့တယ်ပေါ့ဒါလူသားချင်းဒါဟုတ်လားဖိနှိပ်မှုတွေပေါ့နော်ကျွန်တော်တို့ဒါအနိုင်ကျင့်ဘူကြမှုစိုးမိုးမှုတွေပေါ့အဲဒါမျိုးတွေကျွန်တော်တို့ ရှိခဲ့တယ်ဒီလိုပုံစံမျိုးတွေနဲ့ပဲဟဟလာစဉ်ဆက်မပြတ်လက်ဆင့်ကမ်းပြီးတော့တင်လာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စိတ်ထဲမှာလည်းဒါမျိုးတွေရှိတယ်ရှိတော့တခါလေးကိုကဟဟလာစိတ်အခြေခံမကောင်းတဲ့အချိန်နဲ့အဲ့လိုမျိုးဟဟလာကြုံခဲ့ပြီဆိုလို့ရှိရင်ဒါထုလာနှက်တာရိုက်တိုင်းစစ်တာစီးတိုင်းမေးတာမျက်နှာရတာကျွန်တော်တို့ရှိခဲ့ကြတယ်ပေါ့နော်အဲကျွန်တော်အဲ့ဒီကိစ္စအကြောင်းလဲဒါဒီလိုလေးဒါအမှန်တိုင်း အဲပုံမှန်လည်းဒါရင်ဖွင့်နေတာပေါ့နော်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကောင်းတာလို့ကောင်းတာဖြစ်မယ်မကောင်းတာလို့မကောင်းတာဖြစ်မယ်အဲ့တော့ကျွန်တော်ဒီဒါပွင့်လင်းပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်လားကျွန်တော်တို့ဗုဒ္ဓဘာသာမှာကမိယုဖလာဗုဒ္ဓဘာသာနဲ့ဟုတ်လားအမှန်တကယ်ရင်ထဲကနေပြီးထဲထဲဝင်ယုံကြည်တတ်ဝင်တဲ့ဗုဒ္ဓဘာသာဆိုပြီးဒါနှစ်မျိုးဒါရှိရှိတယ်ပေါ့နော်လက်ရှိအခြေအနေမျိုးမှာရှိတယ်ကျွန်တော်မိဘတွေဒီဒါမိယုဖလာဗုဒ္ဓဘာသာဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့မိယုဖလာဗုဒ္ဓဘာသာအစစ်နဲ့ကြော်လနာလေးဖြစ်အောင်ကျွန်တော်စူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါတချို့ကလေးကြတော့ရှင်ပေါ့နော် ။အဲဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီးတော့ဒီလိုမျိုးတခြားဘာသာကြားတွေပေါ်မှာချုပ်ကိစ္စလေးတွေဒါပြောရမယ်ဆိုရင်အပွန်အားကိုနဲ့ပေါ့အပွန်အားကိုနဲ့ယာဒူအားကိုနဲ့နိုင်ကျင်ခဲ့တာပူကြခဲ့တာလေးဒါရှိခဲ့တာလေးတော်တော်လေးဒါစိတ်မကောင်းဖြစ်မိတယ်။နင်းနောင်တာလည်းရမိတယ်ပေါ့နော်။နောင်တာလည်းရမိတယ်။ဘာလို့နောင်တာရမိလဲဆိုတော့ကျွန်တော်တို့ဒီဟဲ့လားကျင်းကျက်ပိတ်လောင်ထားတဲ့ဒါလွားချေရွက်ထဲမှာကျွန်တော်တို့နေနေရတာကမ္ဘာအမျိုးကျွန်တော်တို့ထွက်မကြည့်ကြအောင်ထွက်မကြည့်ရချင်းမှာဟဲ့လား အဲကိုကိုတွေတိထားတဲ့ဝါဒနဲ့ကိုတွေတိထားတဲ့အကြောင်းတရားတွေမှာကိုယ့်အကူဟုတ်လိုက်ခြင်းပြီးတော့ပောက်ကြရထင်အမြင်တက်လုတ်ခဲ့ကြရရှိတယ်ပေါ့နော်အဲအဲ့ဒါတွေအတွက်ဒါဘယ်လိုပြောလို့လဲအဲစိတ်ထဲမှာခံစားရတာမကောင်းဘူးပေါ့နော် ကိုကိုဒီဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တယ်ဗုဒ္ဓဘာသာဝင်တယောက်ကိုဟဲ့လားဗုဒ္ဓဘာသာဝင်တယောက်ကဒီလိုမျိုးကိစ္စရက်တွေဟဲ့လားအနိုင်ကျင့်တာတွေဟဲ့လားအထုရနဲ့တာစစ်တာစီးတဲ့ဒါမျိုးတွေပေါ့နော်လုတ်ပါလားဆိုတဲ့ပုံစံမျိုးကိုလေဒါမြင်သွားမှာပေါ့နော်တခြားဘာသာဝင်တွေမြင်သွားမှာထင်သွားမှာတိသွားမှာရှိသွားမှာဒါမျိုးတွေကျွန်တော်မဖြစ်စေချင်ဘူး ်အဲမဖြစ်သေးခြင်းတဲ့အတွက်ကြောင့်မို့ဒါဒီလိုလေးဒါပြောတာပေါ့နော်အဲ့တော့ဆိုပါတော့ကျွန်တော်စကားပြန်ဆက်ရမယ်ဆိုလို့ရှိရင်အဲ့ဒါအစင်ဆက်တာကျွန်တော်မျိုးဆက်နှစ်ဆက်စာလောက်ပေါ့နော်ကလားဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ပုံစံမျိုးကဒါအယိုးဆွဲလာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မို့လုံလဲလုံနေကြရဲလုံလဲလုတ်ခဲကြရဲဆက်ပြီးတော့လုံနေရဖြစ်တဲ့အတွက်မထူးဆန်းအောင်ပေါ့မထူးဆန်းတဲ့အတွက်ကြောင့်မို့ဒါတွေကိုဟုတ်လားဘယ်သူတွေကတော့ဗာလုတ်လိုက်ပြီးဘယ်သူကဗာလုတ်လဲဆိုတော့ဒါပြစ်မှုကြီးတစ်ခုလို့ကျွန်တော်စိတ်ကမြင်ကြတော့ပေါ့မမြင်ကြတော့ပဲဒီတိုင်းပဲမသိချုံညွန့်ဒါပြုတ်နေကြတယ်ပေါ့အဲဒါဒီသဘော ဒါရှိတာပေါ့နော်အဲပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုလို့ရှင်ဒါကျွန်တော်တို့တိရသလောက်ဆိုလို့ရှင်ပေါ့နော်အဲအဲ့အချိန်မှာကျွန်တော်တို့ဟဲ့လားဒီတနက်ယူသွားတဲ့ဖွဲ့တွေပေါ့အာစာပေါ့နော်တနက်ယူသွားတဲ့ဖွဲ့တွေနဲ့ဘာဖြစ်လဲဆိုတော့ရွာတွေတော့အများကြီးနစ်လာတာပေါ့ဆိုပါတော့တနက်ယူသွားတဲ့ဖွဲ့တွေအာစာပါရွံ့ကြမဟုတ်ပါဘူးလို့ဘယ်သူမှလည်းထားရှင်းပြလို့မရဘူးရှင်းပြခွင့်လည်းမရှိဘူးအဲ့အချိန်ကတပတ်ဖွဲ့စည်းရဲ့စိတ်ထဲမှာကျတော့ငါတို့တနက်တွေယူသွားတယ်ရအောင်ပြန်မဆွဲစိတ်ရှိတယ်အဲပြီးလို့ရှိရင် အဲ့အဖွဲ့ကြီးမှရှိတဲ့ဟဲ့လားတပ်ဖွဲ့ဝင်တဲ့စိတ်ထဲမှာကျတော့ဒီကောင်းနေစော်ကားတာအများကြီးဆိုတဲ့စိတ်ရှိတယ်တပ်ဖက်မှာကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဘာသာစကားတော့မပေါက်ဘူးဘာသာစကားတော့မပေါက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မဟုတ်ဘူးကျွန်တော်တို့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကိုရှင်းမြတ်ပိုင်းကိုမရှိဘူးပေါ့နော်အဲမရှိတော့ရွာတွေနာကုန်ကြတယ်ရွာတွေဆိုတော့များပြကြတာရှိတယ်ဟဲ့လားပြီးလို့ရှိရင်အဲကျွန်တော်တို့ဟလာအခုလက်ရှိရလာကုလမှာဖြစ်နေဂျီနိုဆိုက်တွေဘာညာတွေဆိုတာတွေကဒါပြောရမလို့ရှင်အာဇာဖြစ်လည်းဖြစ်ပဲဖြစ်ချင်မှလည်းဖြစ်မယ်ရွာသားလည်းဖြစ်ရင် ဖြစ်မယ်အတူပဲဘာဖြစ်လို့ဂျီနိုဆိုက်ကတော့ဂျီနိုဆိုက်ပဲ အဲဒီလိုပုံစံမျိုးတွေဖြစ်သွားတယ်ပေါ့တကယ်ညတာအလွဲတွေအဟတွေများအဟတွေတော့ဆိုတာကကျွန်တော်ကတော့ဟလာ technician မင်းအောင်လိုင်းအပြစ်တင် technician မင်းအောင်လိုင်းအပြစ်တင်တင်တာတော့မဟုတ်ဘူးဒါတွေကကျွန်တော်တို့ခေါင်မိုးလုံးမှာတစက်မိတ်လုံးခေါင်မိုးမလုံးမှုဖြစ်တဲ့အတွက်ကြောင့်အောက်မှာဆင်ခဲဆင်ခဲအုတ်ချုပ်တဲ့လူကိုကြတဲ့သူတွေကလည်းညံ့ဖြစ်လာမှာပဲညံ့ဖြစ်လာလို့ရှိရင်ကျွန်တော်အုတ်ချုပ်မှုဖြစ်စင်ဆိုတာတွေကဒါဖြစ်မှာပဲအဲ့အုတ်ချုပ်မှုဖြစ်စင်ဖြစ်တဲ့ခါကျတော့ဟလာအခုလိုဟလာဟိုကဘာကျော်ဟလာကဘာတိဟလာမြန်မာနိုင်ငံမှာ ဘလို့ပုံစံမျိုးတွေဖြစ်ကြလဲဆိုရင်ဒါရှက်ွယ်လေးလေးအဲဒီလိုပုံစံမျိုးတွေကျွန်တော်တို့ဒါဘူးပေါ်တယ်လို့ပေါ်ကုန်ရတာပေါ့နော်ဒါတွေကဘာဖြစ်လဲဆိုလို့ရှိရင်စောစီးနေကျွန်တော်တို့အစမကောင်းခဲ့လို့ခေါင်းမိုးမလုံခဲ့လို့ဒါတစ်စက်မိတ်မလုံတာအဲ့တော့တဖြည်းဖြည်းနဲ့ဘာဖြစ်လဲဆိုအုတ်ချုံမှုစင်ခဲစင်ခဲစင်ခဲညံပြင်းလာတဲ့အခါကျတော့ဒါမျိုးပြဿနာတွေဖြစ်ပါပဲအဲထားပေါ့နော်ခေါင်းဆောင်အနေနဲ့ဒီဘာဖြစ်လဲဆိုရှင်ခေါင်းဆောင်ဆိုတာမျိုးကပေါ့နော်ကျွန်တော်တို့ အဲ့လားအောက်လက်ငယ်သားတွေရဲ့ကိစ္စဝိစ္စအဘောဘောလည်းတာဝန်ယူရတယ်။အောက်လက်ငယ်သားတွေရဲ့လသာတွေဖြတ်စားဖို့လောက်ပဲစဉ်းစားလို့မရဘူးပေါ့နော်။လသာတွေရိတ်ခါရပိုင်ခွင့်တွေပဲဖြတ်စားလို့ဖြတ်စားမယ်ဆိုတော့အဲအကြောင်းလည်းပဲစဉ်းစားလို့မရဘူးပေါ့နော်။အခုအောက်လက်ငယ်သားအခုတက်မလို့ဤတည့်လုံးကြီးနေဘလို့အမျက်ထုတ်ရမလဲဆိုတော့ဒါစဉ်းစားနေလည်းမပြီးဘူးပေါ့။ဘလို့တာဝန်ယူရမလဲဆိုတော့လည်းဒါစဉ်းစားအောင်မယ်။အဲ့တော့ချိန်တန်တော့လည်းပဲဖြစ်လို့ဆိုတော့တာဝန်ယူရတာပါပဲ။တာဝန်ယူရတယ်ပေါ့နော်။အဲဒါတော့ကျွန်တော်ကအဲထပ်ပြီးဖြည့်ဆွက်ပြီးဒါပြောပြတာပေါ့။